ပါရဲ့ဒိုဖလမင်ကိုကရေဘကာကိုထိန်းချုပ်လိုက်ပြီးဗိုင်ယိုလာကိုတက်ခိုင်းမှုလုံးနေခဲ့ပါပြီရေဘကာလည်းသူမမလုံးချင်မှာပဲဒိုဖလမင်ကိုရဲ့ထိန်းချုပ်တာကိုခံရတာမလို့ဗိုင်ယိုလာကိုဓာတ်နဲ့ခုတ်ဖို့ချိန်ရွယ်နေခဲ့ရပါပြီမကြခင်လောင်ရင်ကလည်းစက္ကန့်60အတွင်းပိတ်သွားတော့မှာပါပြည်သူတွေအားလုံးကကုန်းမြင့်ဘုတ်ကိုစူးစမ်းတတ်နေကြပြီကျွေးွေကိုလည်းအားလုံးကအားမှန်ပြင်းနေတားဆီးနေကြပါရဲ့မန်ရှယ်ဝီလေးကလည်းအားလုံးကိုပြန်ပြီးတော့ကူတာလို့ပေးနေခဲ့ပါရဲ့ တဖက်မှာလည်းဗီဘက်ကကသူတို့လိုရင်မလုံးချင်လို့အောင်ငုံနေခဲ့ပေမဲ့ခနာကူကတော့ဒိုဖလမင်ဂိုထိန်းချုပ်ထားတဲ့အတိုင်းပဲဗာဟူလာကိုတတ်ဖို့လုပ်နေခဲ့ပါပြီ။ဂါရက်စ်ကလည်းဆက်တွေ့ရဲ့ခီကတဲ့ဆင်ဟီယိုကြီးပြန်လာလိုက်မယ်လို့ပြောလိုက်ပါတယ်။ကင်မြူကူလည်းမဟုတ်ပဲဒီချိန်ကြီးမှာဗာဟီယိုရဲ့စတားတွေလာပြောနေရလဲဆိုပြီးတော့အားလုံးကလည်းဂါရက်စ်ကိုဝိုင်းပြောချပါတော့ရဲ့။ဒီနေ့ပြိုင်ပွဲမှာထွက်ပေါ်လာတဲ့ပျော်တက်ပြီးတော့ရရင်နဲ့စတားချေပွင့်လေးကိုမှတ်မိလာလို့ဂါရက်စ်ကပြောလိုက်ပါတယ်။စတားဆိုတော့ကာဗန်ဒစ်ကလည်းသူပဲမလို့ဒီမှာနေမယ်လို့ပြောထားရမယ်။လိုက်သွားရမလားလောလို့ပြောနေတော့မှပဲလောကရှိမနေရောပါဘူး။ အားလုံးကြောက်ရတဲ့ခေလာဘူးကိုပါရှင်ပါအောင်လှုပ်ခဲ့တယ်။ Giant ကြီးကိုလည်း base off ပစ်ခဲ့တယ်။ Legendary ဒွန်ချင်ချောင်းကိုလည်းအနိုင်ယူနိုင်ခဲ့တယ်။ Gaius ကသူ့ဒီလိုလူမျိုးတစ်ခါမှပြိုင်ပွဲဝင်နေမှာမတွေ့ဘူးတာမလို့သူ့ရဲ့နာမည်က Lucy ဆိုတာလည်းအော်ပြောလိုက်တဲ့အခါမှာတော့သူက